မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။သတင်းမတင်ဆက်ခင်လေးမှာကျွန်မမိဘပြည်သူများကို3 page channel လေးထုတ်ရှိပါရှင်။အဲ့ဒါပါလဲဆိုတော့ TikTok နဲ့ YouTube မှာကျမနာမည်အသုံးပြုပြီးတော့အကောင့်တူတွေဖွင့်လှစ်နေတာတွေ့ရပါရှင်။အကောင့်တူတစ်ခုဟာဆိုရင် TikTok မှာပေါ့နော်။သူ့မှာ follower 3900နဲ့400ရောင်ရှိပါရှင်။ကျမအဲ့ဒီအကောင့်ရဲ့ profile ကိုကျမပြသပါမယ်ရှင်။ ူအားဆိုရင် YouTube channel နဲ့ထောင်ထားပါရှင့် YouTube channel မှာဆိုရင်ကျမရဲ့သတင်းတွေကိုဒီလိုပဲခိုးယူတင်ပြီးတော့ပေါက်ကြရရေးထားပါရှင့်ဒါပြင်အဲ့ဒီလူဟာဆိုရင်သူလဲတော့ကျမလည်းမသိဘူးเนาะကျမအကောင့်အသုံးပြုပြီးတော့ကျမသုံးနေတဲ့လိုပုံစံမျိုးတွေဖန်တီးရေးသားနေရရှင့်ပြီးတော့သူရေးသားတဲ့ပုံစံတော့ဖတ်ကြည့်မယ်ဆိုရင်ကျမပြောနေတဲ့စကားတွေလည်းကိုယ်လွဲနေတာလည်းမြင်တွေ့ရပါလိမ့်မယ်တော်တော်ကိုအောက်တန်းကျတဲ့စကားတွေသုံးပြီးတော့သူက content တွေတင်တာပေါ့เนาะဟိုအန်တီတော်အောင်ဆန်းစုကြည်လက်ထက်တော့ကျမအဲ့ဒီကနေပြီးတော့သူတို့ နိုင်ငံရေးလေးတာတုံ့တက်ချက်လေးပြောတာပေါ့ရှင်အဲ့ရတက်ခဲ့တဲ့ပုံလေးတွေကိုသုံးပြီးတော့လဲသူရေးထားတာကမုံဆိုးမလက်ထက်တဲ့ကျမကဒီမုံဆိုးမလက်ထက်မှာဒီလိုမျိုးပေါ့နော်ဒါပေမဲ့ဒီစကားလုံးကအင်မတန်ရှင်းသိပါရဲ့ရှင်ကျမဘယ်တော့ငါမှဒေါအောင်ဆန်းစုကြည်ကိုအဲ့လိုစကားလုံးမျိုးမသုံးခဲ့ဘူးရှင်ကျမနိုင်ငံမှာခေါင်းဆောင်ဖြစ်သွားတဲ့သူကကျမလေးလေးစားပဲဆက်ဆံပါတယ်အားလုံးကိုကျမဒေါအောင်ဆန်းစုကြည်ဥပဒုဥထင်ကျော်ဥဝင်းမြင့်စသဖြင့်ဒီလိုပဲသုံးလုံးနေရှင့်နာမည်ပြောင်းနေပါလေကျမနိုင်ငံကောင်ဆောင်တွေပေါ်မှာခေါ်လာတဲ့အုံပြူတာလုံးဝမရှိဘူးရှင့် ဒီလိုမျိုးအန်တီဒေါင်ဆန်းစုကြည်အားနေချက်ဖြစ်တဲ့ခင်မိုးသိဆုံးသွားတဲ့အတွက်သူမကဆိုမိုးဆုံးမှဖြစ်ခဲ့တယ်ပေါ့နော်ဒီအားနေချက်ကိုကင်ဆယ်ပြီးတော့ဒီလိုရုပ်မှာကြမ်းတမ်းတဲ့စကလုံးမျိုးနဲ့ဆိုပိုတော့မှကျွန်မမတော့ဘူးရှင့်ဒီတော့ဒီအကောင့်ထုတ်လောက်တဲ့သူကဆိုရင်ဒီလိုမျိုးလှုပ်ဆောင်နေပါတယ်မိဘပြည်သူများသတိထားကြည့်ကြပါရှင့်ကျမတခါလေးပြောပြချင်တာကတော့ကျမအနေနဲ့သတင်းလေးတွေကိုရယူတဲ့အခါမှာလူမှုကွန်ရက်အကောင့်နေရာနေပြီးလုံးဝမရယူပါဘူးရှင်။ TikTok, YouTube, Telegram မှာကျမလုံးဝစာမပြန်ပါဘူးရှင်။ ကျမစီကိုသတင်းပို့ချင်တယ်ဆိုရင် Prime Media သတင်းပေးဖုန်းနံပါတ်ဖြစ်တဲ့09033913961ကိုပဲပေးပို့ဖို့တော့ကျမမြစ်တက်ခံလို့ပါတယ်ရှင့်ဖုန်းနံပါတ်တွေမိသွားမယ်ဆိုတော့ကျမ Telegram Channel မှာတင်ထားပါတယ်သွားကြည့်ပါသတင်းပေးလို့ရတဲ့ဖုန်းတွေနှလုံးရှိရပေါ့နော်အဲ့မှာသွားကြည့်လို့ရပါတယ်ရှင့်လူမှုကိုရက်ကနေဘာကြောင့်ကျမစာမပြန်တာလဲဆိုရင်ဒီလိုအကောင့်တူတွေကကျမတို့ပုံစံတူယူပြီးတော့လောက်ကင်နေရဖြစ်တဲ့အတွက်ကျမတို့ကလူမှုကိုရက်ကနေစာပြန်တက်တဲ့အနေထားရှိရဲဆိုရင်မြို့ပပြည်သူတွေမှားမှာဆိုလို့ပါကျမဘယ်တော့မှတက်တော့အနေစာမပြန်ပါဘူး တတော်နဲ့စပြန်လာပြီဆိုကျွန်မမဟုတ်ဘူးဆိုတာလေမြို့ပပိတို့များသိရှိစေချင်ပါတယ်ရှင့်။ဒင်းပေးပို့မယ်ဆိုရင်မီဒီယာဖုန်းနံပါတ်ကိုသာပေးပို့ပါရင်မြစ်တရအခန်းလိုပါတယ်ရှင့်။ကျွန်မအနေနဲ့တတော်မှာအကောင့်လေးနှစ်ခုသာရှိပါတယ်။အဲ့ဒီအကောင့်လေးနှစ်ခုကတော့တစ်ခုကကျွန်တော်တို့ Prime Media အကောင့်ပေါ့နော်။အဲ့ဒီအကောင့်ကကျတော့၄သိန်း3000နဲ့6200 follower ရှိပါရှင့်။နောက်ထပ်အကောင့်တစ်ခုကကျတော့ Sniper စုနာမည်နဲ့ကျွန်မ Personal သုံးပြီးတော့ထားထားတဲ့အကောင့်လေးပါရှင့်။အဲ့ဒီအကောင့်ကြီးကတော့3600 follower ရှိပါတယ်။ အဲ့ဒီနှစ်ခုကလွယ်လို့ရှိရင်တက်တော့မှအခြားကောင်တွေအားလုံးမှာအတုတွေသာဖြစ်ပါရှင်မိဘပြည်သူများသတိထားဆင်ခြင်မှုအတွက်ကိုကျွန်မဒီနေ့သတင်းမတင်ဆက်ကလေးမှာပြောပြတာဖြစ်ပါရှင်လူမှုကွန်ရက်တုံးနေဆိုတာကလူတယောက်အကောင့်ခုဖွင့်လို့ရတာပဲလေဟုတ်တယ်မလားကျွန်တော်တို့နာမည်အသုံးပြုနေရဆိုရတော့ကျွန်တော်တို့နာမည်ဖြတ်ချင်လို့ပဲလေကျွန်တော်တို့နောက်ကျောင်းဓာတ်နဲ့ထိုးချင်လို့ပဲလေကျွန်တော်တို့ဒုက္ခပေးချင်လို့ပဲလေဒါကတော့သိတာထင်ရှားပါရှင်ဒီတော့ကျွန်တော်တို့ကလည်းကျွန်တော်တို့အကောင့်တုကျွန်တော်တို့နာမည်နဲ့ပေါ့နော်အကောင့်တုလုပ်နေတဲ့သူတွေကိုကျွန်တော်တို့ရန်သူလို့ပဲသတ်မှတ်ပါရှင်ကျွန်တော်တို့မသိပါစေနဲ့ ရှင်တို့ဘာလုပ်လဲဆိုတာကျွန်မတို့မသိလိုက်ပါစေနဲ့အလိုပဲကျွန်မပြောချင်တယ်။သိမယ်ဆိုတော့ကျွန်မတို့ဘက်ကဘာလုပ်မလဲဆိုတော့ကိုဘယ်တော့မှကြုံပြောမှာမဟုတ်ပါဘူးရှင်။ကြုံပြောပါအောင်နော်။ဒါပေမဲ့ကျွန်မတို့ကရန်သူလို့သတ်မှတ်ထားတာဖြစ်တဲ့အတွက်အပီးတိုင်ခြေမုံမယ်ဆိုတာလေးတော့တခါတည်းဒီကနေပြီးတော့သတင်းပေးစကားလေးပေါ့ရှင်။သူများနာမည်နဲ့အကောင့်တူဖွင့်ပြီးတော့သူများအောင်လိုက်ပြီးရုပ်မာနေတဲ့သူတွေသိဖို့အတွက်ကိုကျွန်မပြောပြလိုက်ပါစီရှင်။ဒီနေ့ပထမဆုံးပြောရမယ့်သတင်းလေးကတော့ကျွန်မတို့နေပြည်တော်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။တတော်ကိုစိတ်ဝင်စားနေကြတဲ့ကိစ္စတွေရှိရဲ့ရှင်အခုဒီငလင်းလှုပ်သွားတဲ့ကိစ္စမှာဆိုရင်မန္တလေးငလင်းကြီးပေါ့ရှင် ပျက်စီးသွားတာကတော့ပထမဆုံးပျက်စီးမှုကတော့အခုချိန်ထိမှန်းဆလို့တော့မရတဲ့အနေအထားဖြစ်နေတာကစကိုင်းတိုင်းရှင်အဆိုးအဝါဆုံးပျက်စီးသွားတာပေါ့နော်ဒါသိတာထင်ရှားပါတယ်ငလင်းရဲ့ဗဟိုချက်မှာဖြစ်သွားတာကိုသူကဒုတိယပျက်စီးမှုများတာကမန္တလေးမြို့ပါရှင်မန္တလေးမြို့ရဲ့ဆုံးရှုံးမှုကတော့နိုင်ငံတော်ကအနာတက်ရောက်နိုင်တဲ့နေရာဖြစ်တဲ့အတွက်သွားပြီးတော့အတိအကျတိုင်းထွာနိုင်တယ်ပေါ့နော်အဲ့ခါမှာသူ့ရဲ့ဆုံးရှုံးမှုမြင်ရတယ်ပေါ့ရှင်တတိယဆုံးရှုံးမှုအများဆုံးကတော့နေပြည်တော်တဝိုက်ပေါ့ရှင်နေပြည်တော်ပြင်းမနာလဲဝေးစသဖြင့်ပေါ့နော် ဒါပေမဲ့ကျွန်တော်နိုင်ငံရဲ့လူရဲ့ထုံးစံအတိုင်းနေပြည်တော်ရဲ့ပျက်စီးဆုံးရှုံးမှုကိုပဲပို့ပြီးတော့သိကျင်နေတော့မြင်တွေ့ရပါတယ်ရှင့်ဒီတော့ကျမအနေနဲ့ကလည်းအော်ပြောပြပေးရမယ့်တာဝန်ရှိရပါတော့။ကျမတို့တို့ကြတော့ပြည်သူဆိုတာကနီနီဆိတ်ဆိတ်ဝဝပြပြအကုန်လုံးပြည်သူလို့သတ်မှတ်ထားတာလေ။ဒီတော့အနီမိဘပြည်သူတွေကနေပြည်တော်ဘလောက်ပြည့်စည်သွားလဲဆိုတော့ရမ်းသိချင်နေကြတာတည်းလား။ကျမလည်းပြောပြရမယ်။ပြောပြမယ်ဆိုတော့ဒါနိုင်ငံတော်မှာဖြစ်သွားတဲ့ကိစ္စလေးတည်တင်တည်ထိုက်တဲ့အတွက်ကျမပြောပြရဖြစ်ပါတယ်နော်။အခုဆိုရင်ဒီနေ့ပြီးတော့မှာ ရက်ွက်6ခုကိုပေါ့နော်တိုင်းထွာထားတဲ့ဇယားလေးရှိပါရှင့်အစီရင်ခံစာလေးပေါ့ဒါလေးကျွန်မဒီမှာပြသပါမယ်ရှင်အဲ့ဒီဇယားလေးကတော့ရက်ွက်6ခုမှာတိုင်းတာထားဖြစ်ပါတယ်တိုင်းအလုံးရှိပေါင်း964လုံးကိုနေထိုင်ရန်တင့်မတင့်ပေါ့နော်ဒါလေးတွေကိုစစ်စစ်တိုင်းထွာထားတဲ့စီရင်ခံစာလေးပေါ့ရှင့်အဲ့ဒါလေးကိုကျွန်မပြောပြမယ်အဲ့ဒီမှာအပြာရောင်လေးရကြတော့လူနေထိုင်ရင်တင့်တော်တဲ့အိမ်အိမ်မျိုးစားပေါ့နော်အပြာရောင်တိုက်လေးဆိုလူနေလို့ရသေးရပေါ့အသေးစားပြင်ဆင်ပြီးတော့ပြန်လည်နေထိုင်လို့ရတယ်တဲ့အလတ်စားပြင်ဆင်ဖို့အတွက်ကကြတော့လိမ်မော်ရောင်လေးလိမ်မော်ရောင်ကကြတော့ဒါနည်းနည်း အပ်တာလို့ခေါ်လို့တော့ရှိရပါတော့ဒါပေမဲ့နေထိုင်လို့ရသေးရေပေါ့ရှင်အဲ့တော့အလတ်စားလေးပြင်ဆင်ပြီးတော့နေမယ်ဆိုရသေးရေဆိုပုံစံမျိုးပေါ့လုံးဝနေလို့မရတော့ဘဲနဲ့အပီးဖြူရမယ်အိမ်ယာတွေကတော့အနီရောင်လေးတွေဖြစ်ပါရှင်အဲ့ဒီရက်ွက်6ခုမှာဆိုရင်အနီရောင်အများဆုံးဖြစ်နေတာကတော့ပညာသိတိရက်ွက်လို့မြင်ရပါတယ်ပညာသိတိရက်ွက်ကအနီရောင်တော်များတယ်ပေါ့နော်ဖြန့်မဲ့တိုက်တွေများတယ်ပေါ့ရှင်အခြားမျိုးနယ်တွေကတော့ဒါမျှတတယ်လို့ပြောရမှာပေါ့နော်ဒီတော့ကျွန်မအနေနဲ့အချင်းချင်းလေးပဲပြောပြပါမယ်ရှင် ဒီရက်ွက်6ခုကတိုက်အလုံး964လုံးကိုပေါ့နော်ဒီဝန်ထမ်းအင်အားတွေရောလူပြိုဆောင်တွေရောအပြိုဆောင်တွေရောပါတော့ပေါ့ရှင်အဲ့ဒီတိုက်တွေကိုစစ်ဆေးလိုက်တဲ့အခါမှာအိမ်ပေါင်း981လုံးကလုံးဝကိုဖြိုချရမယ့်ပုံစံတွေကိုပြသသွားခဲ့တာဖြစ်ပါတယ်ရှင်ဒီတော့အိမ်ပေါင်း964လုံးမှာ981လုံးဖြိုချရတယ်ဆိုတော့30ရာခိုင်နှုန်းကျော်လောက်ကြီးပြသသွားရဆိုတော့သဘောတရားသတ်မှတ်လို့ရပါတယ်ရှင် တာဝန်ထမ်းအင်အားတွေနဲ့အစိုးရနဲ့သက်ဆိုင်တဲ့ဌာနဆိုင်ရာအင်အားတွေပြည်စီဆုံးရှုံးမှုချိန်တွေပေါ့ရှင့်လူသေဆုံးမှုကတော့နေပြီးတော့တဝိုက်မှာဆိုရင်အယောက်ပေါင်း600ကျော်လောက်သေဆုံးတယ်လို့လည်းကျမတို့လွန်ခဲ့တဲ့ရက်တွေကစင်ရင်စရာလေးတွေကသိရပါတယ်ရှင့်ဒါကတော့ပြည်စီဆုံးရှုံးမှုချိန်တွေဖြစ်ပါတယ်ပြီးတော့နေပြီးတော့မှာပေါ့နော် နေပြည်တော်မှာနေရသူပဲနေပြည်တော်ဘလောက်ပြည်စီလဲဆိုတာသိရလေသိလားမန္တလေးမှာနေရသူပဲမန္တလေးဘလောက်ပြည်စီလဲဆိုတာကိုမြန်ဝါထစ်ထင်သိတာစကိုင်းတိုင်းမှာနေရသူပဲစကိုင်းတိုင်းဘလောက်ထိပြည်စီသွားလဲဆိုတာမြန်ဝါထစ်ထင်မြင်တာရှင့် မကျမနေပြီးတော့မှရှိနေရဆိုတော့ဒီပြတော့ကျမလိုက်ပြီးတော့ဒီအပိုင်းတွေမှာတေချာလိုက်ပြီးတော့ကြည့်ရှုထားတာရှိပါရှင့်အဲ့ဒီကကျမပြောပြရမယ်ဆိုတော့အစိုးရဆုံးပျက်စီးတာပြင်မနာမျိုးပါရှင့်ပြင်မနာမှာတော်တော်ကိုစိုးဝဝကိုဟိုအိမ်ဘောင်းတော်တော်များများပျက်စီးပြီးတော့ဆုံးရှုံးမှုတွေဖြစ်ခဲ့တာပေါ့နော်အဲ့တော့အနီမိဘပြည်သူတွေစီကိုကျမပြောရမယ့်သတင်းစကားဖြစ်နေတာအခုသတင်းစကားကလေဒီလားနေပြည်တော်ပြည်စည်းမှုကြားကျင်နေတဲ့သူတွေအနီမိဘပြည်သူတွေရှင့်အဲ့တော့ကျမအနီမိဘပြည်သူတွေစီကိုကျမဒီသတင်းပြောပြနေတာနော်ပြင်မနာမျိုးอ่ะလေဒီလားအနီမိဘပြည်သူတွေအများဆုံးနေထိုင်တဲ့မျိုးရှင့် ပြင်မနာအကြောင်းကိုဒီနေပြောမှာရှိရတူတိုင်းသိပါတယ်။ NLD လက်ထက်ဆိုလဲဒီလိုပဲပြင်မနာဟာဆိုရင်ဒီ NLD ကိုအရန်အားပေးခဲ့တာ။ဆနပြရတော့ဆိုလဲအရန်တက်ကြွခဲ့တဲ့မြို့ဟာပြင်မနာပါပဲရှင့်။နိမိပပြည်သူတွေနဲ့စိတ်သဘောထားတူညီတဲ့သူတွေနေထိုင်တဲ့မြို့ပျက်စီးသွားတာဖြစ်ပါရဲ့ရှင့်။နောက်ထပ်တစ်ခုကကြတော့ပုပ်ပတ်တီမှာရှိတဲ့ကြည်တော်ကံကျေးရွာကလည်းတော်တော်ဆူဆူဝါပျက်စီးသွားပါတယ်။ပျက်စီးတာမှာလမ်းမာတန်းအိမ်တွေဆိုတော်တော်များအပြိုကျသွားတာပေါ့နော်။အဲ့ဒီကျေးရွာကရှင့်အဲ့ကြည်တော်ကံကျေးရွာပါလဲဆိုတော့ဥယျာဉ်မော်နေထိုင်ခဲ့တဲ့ကျေးရွာရှင့်။ဥယျာဉ်မော်အမျိုးတွေရှိရဲ့ရှင့်။ ဲ့ဒီကြေးရွာနားမှာပဲဥယျာဉ်မောင်ကအဲ့ဒီကြေးရွာအနောက်ဘက်မှာရှိရဲ့ငပြောချံလို့ခေါ်တဲ့နေရာမှာခိုးထုံသွားခဲ့တာအဲ့ဒီကြေးရွာမှာရှိရဲ့အနီရကဥယျာဉ်မောင်ဖွက်ပေးထားခဲ့ကြတာရှင့်သိလားကျွန်မပြောရမယ်ဆိုတော့ကြည်အောင်ကန်းအနီရွာပေါ့ရှင်အနီရေးကြီးပဲနေတာအဲ့တော့အဲ့ဒီကြေးရွာလဲဆိုတော့ပျက်စီးသွားတယ်ရှင့်အနီမြဘပြည်သူတွေကနေပြီးတော့ဘလောက်ပျက်စီးလဲဆိုတာသိချင်လို့ကျွန်မပြောပြရအောင်เนาะသိလားအဲ့တော့အနီရွာတွေတော်တော်များပျက်စီးတာပါရှင်လယ်ဝေးဆိုလည်းဒီလိုပဲလယ်ဝေးကအနီမြို့ပါရှင်အနီရေတော်တော်များနေထိုင်တဲ့မြို့ဖြစ်နေတယ်ဒီကလူတွေဆိုသိကြပါရှင်အဲ့ဒီမှာဗတ်ဒီပျက်စီးရလဲမြင်တွေ့ရတယ် ဘာတိုင်းဆောင်ပျက်စီးရပါဘောနော်စိတ်မကောင်းစရာပါပဲရှင့်အဲ့လိုပျက်စီးဆုံးရှုံးမှုတွေကျွန်မမြင်ရပါတယ်ရှင့်အဲ့ဒါကျွန်မမြင်တော့မြင်တဲ့အတိုင်းပြောပြရအောင်နော်အနီမီဘပြည်သူတွေသိချင်တဲ့အဲ့ဆိုတော့ကျွန်မပြောပြတာဒီတော့ဒီသတင်းလေးနားထောင်ရင်လည်းအနီမီဘပြည်သူတွေရှင်ထဲမှာတခုစဉ်းစားနေတယ်မဟုတ်လားနေပြီးတော့မှအော်ဘိုးချုပ်ကြီးရေနေထိုင်တာလည်းရှိရပါတော့အစိုးရဝန်ထမ်းဟောင်းတွေဝင်ကြီးဟောင်းတွေဝင်ကြီးတွေစသဖြင့်သူတို့တွေလည်းရှိရတယ်သူတို့အိမ်ရောမပြည့်စည်ဘူးလားဆိုပြီးတွေးနေရမို့လားကျမလိုက်ပြီးတော့ဆက်စုပေးထားရရှင့်အနီဘီဘပြည်သူတွေပြောပြလို့ရအောင်ပေါ့နော်သူတို့တွေလည်းအိမ်ယာတွေပြည့်စည်ရရှိပါတယ် အိမ်တွေထိခိုက်တာရှိရဲ့တချို့အိမ်တွေဆိုတို့လက်စစ်မရတော့ရေမရတော့ဘောတို့ပျက်စီးသွားတာပေါ့ရှင်အဲ့လိုမြေအောက်ပိုက်လိုင်းတွေပဲပျက်စီးသွားတဲ့ကိစ္စတွေရှိရရှိပါတယ်ဒါပေမဲ့စိုးစိုးကပျက်စီးတာမရှိဘူးရှင်ဘူချုပ်ကြီးဟောင်းနေနေထိုင်တဲ့ရက်ွက်တွေကျမလိုက်ပြီးတော့လေ့လာကြည့်ရှုပြီးပါပြီစိုးဝပျက်စီးတာဘာမှမရှိပါဘူးရှင်မိသားစုတွေထိခိုက်တာလည်းမရှိပါဘူးရှင်ကျမတို့တော့ကတော့တရင်ကောင်းဆုံးပဲမယ်အနီမိဘပြည်သူတွေတော့ကတော့တရင်ဆိုးဖြစ်နေမယ်လို့ထင်ပါတယ်နော်နေပြီးတော့မှအနီမျိုးဆိုပြီးသတ်မှတ်ထားတဲ့နေရာတွေကပုံမှုပျက်စီးနေတာကိုမြင်တွေ့ရပါတယ် နေမိဘပြည်သူတွေကဒီရှေးပိုင်းရက်တွေမှာဆိုရင်နေပြီးတော့ပျက်စီးနေတော့ပျော်တာပျော်ကြတာလေရမ်းပျော်ကြမှာနေပြီးတော့အဲ့ဒီစီစမအောင်ပျက်စီးသွားပြီဆိုရင်ဝမ်းသာကြတာလေတကယ်တော့နေပြီးတော့မှပျက်စီးဆုံးရှုံးမှုကအစိုးရဌာနတွေမှာလည်းပျက်စီးဆုံးရှုံးမှုတွေအများကြီးရှိရဲအဲ့လိုပဲအနေမိဘပြည်သူမြောင်များစွာအမိတင်းနေထိုင်တဲ့ရက်ွက်တွေလည်းအများကြီးပျက်စီးရဲရှင့်သိလားစစ်ဘိုလ်ချုပ်တွေစစ်ဘိုလ်ချုပ်ဟောင်းတွေဝင်ကြီးဟောင်းတွေနေထိုင်တဲ့ဘက်တွေကတော့လူသေးပြောက်ထိခိုက်လုံးဝမရှိတာကျွန်တော်တို့ထူးခြားစွာမြင်တွေ့ရတယ်ရှင့်အိမ်တွေတော့ထိခိုက်တာရှိရပါတော့နော်အဲ့ဒါလေးကတော့နည်းနည်းတန်ဝေကယူစရာကောင်းပါတယ်ရှင်သိလား နေပြည်တော်နာနေပြည်တော်မှာကအစိမ့်လေကြီးပဲနေတယ်မဟုတ်ဘူးသိလားနေပြည်တော်မှာအနီးပြီးပါပြည်သူတွေလည်းအများကြီးရှိတယ်အဲ့ဒီပြင်မနာလိုလဲဝေးတို့ပုတ်ပတ်တွေကြီအောင်ကန်တို့ဆိုတာတကယ်အနီးတွေစစ်စစ်တည်းပဲနေရဲရှင်တကယ်ကနီးဆွေးဆွေးမြို့တွေအဲ့ဒီမြို့တွေပျက်စီးဆုံးရှုံးမှုအများကြီးဖြစ်နေတာမိဘပြည်သူတွေရှင်ထဲမှာဘလို့မှမခံစားအောင်ပါရှင်မိဘပြည်သူတို့ကငါတို့ကအနီးပဲသနာမယ်ဆိုရင်တော့မှသနာလို့ရတယ်နော်ပြင်မနာမှာဆိုလဲဘဝတွေပြက်ဒုက္ခတွေရောက်လဲဝေးတူပဲရှင် ကြည်တော်ကတူတူပဲရှင်အနီတွေဒုက္ခရောက်နေကြတာအဲ့တော့အနီအချင်းချင်းကုညီဆောက်ရှောက်ဖို့စိတ်ကူးလေးရှိရယ်ဆိုတော့အဲ့ဒီမျိုးတွေကိုသွားပြီးတော့ကုညီဆောက်ရှောက်မှုလုပ်ပါလို့ပဲကျွန်မတိုက်တွန်းလမ်းညွှန်ချင်ပါတယ်ရှင်ကျွန်တော်တို့ကတော့မြေတို့ပင်ဆိုးစေကမှုနီနီဆဲဆဲဝါဝါပြက်ပြက်အကုန်လုံးကိုကုညီမှာပဲဖြစ်ပါတယ်ဒါပေမဲ့မိဘပြည်သူတွေကအတဆွဲကြီးကြီးပြီးတော့ငါမငါငါဘက်လူမငါဘက်လူပေါ့နော်ငါ့ရဲ့နိုင်ငံရဲ့အယူဆတာအမှန်ဆိုတဲ့အတအမိုက်မှောင်ဖုံးနေတဲ့အတွက်အမိုက်မှောင်ဖုံးမဲ့အတူတူအမိုက်မှောင်ဖုံးလက်ဆနဲ့ ကုသိုလ်တရားလေးရအောင်ဆိုပြီးတော့ကျွန်မအနေနဲ့ဒုက္ခရောက်တာလေးတွေကိုလာပြီးတော့ပေါ်ထုတ်ပြတာဖြစ်ပါရှင့်ကျွန်မသတင်းတင်ဆက်မှုစေတနာလေးရရိုးရှင်းပါတယ်နော်အနေချင်းချင်းမတနာမယ်ဆိုတနာလို့ရမှာလို့အနေဒုက္ခရောက်တဲ့နေရာတွေကိုကျွန်မလမ်းညွန်ပြတာပါရှင့်မိဘပြည်သူများအနေနဲ့အနေချင်းချင်းတနာတက်တက်စိတ်လေးရှိရဲဆိုတော့သွားပြီးတော့တနာညာတာတ िश ူဆောက်ရှောက်ကြပါလို့ဒါကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်မြို့သူပင်ဆိုစေကမှုကုသိုလ်ရသွားရဲဆိုလဲအမျက်ပေါ်ရှင်ဒီလိုလေးပဲကျွန်မတွေးပါရှင့် မနေပြည်တော်မှာတော့အခုဆိုရအင်အားတွေပြန်လဲဆောက်လုပ်ဖို့အတွက်ကိုလုံဆောင်နေပါတယ်။ပြီးတော့အထက်မြင့်တွေမဆောက်တော့ဘူးဆိုပြီးတော့လည်းကျွန်မတနအူးအကြမ်းဖျင်းသိထားတာရှိရဲ့ရှင်။အစောကဝင်တဲ့အင်အားတွေပြန်ဆောက်တဲ့အခါကျရင်၃လထက်မဆောက်တော့ဘဲနဲ့အများဆုံးမှာနှစ်ထပ်လောက်ပဲဆောက်တော့မယ်ဆိုပြီးတော့သိရပါရှင့်။ဒါပြင်အခုစောက်မယ်ဆိုရင်နေဦးပါစစ်ဆေးပြီးတော့အမကကြက်ရှိစွာနဲ့ကောက်ကောက်မွန်စောက်မယ်ဆိုပြီးတော့လည်းသိရှိရပါရှင့်။ဒါကတော့နေပြောရဲ့ပျက်စီးဆုံးရှုံးမှုတွေကနေပြီးတော့မိဘပြည်သူများတင့်တင့်ထိထက်တာလေးကျွန်တော်ပြောပြရဖြစ်ပါရှင့်။စမောက်နိုင်ငံကဘလို့တွေတောင်မှစိတ်သဘောထားတွေပေါ့နော်။ ပေါင်မိုက်ပြီးတော့ဆိုးရွားသွားလည်းမသိဘူးเนาะလူချင်းချင်းတောင်မှအနီချင်းပဲတနာမယ်အစိမ့်ချင်းပဲတနာမယ်ဆိုတော့စိတ်တက်တယ်တော်တော်ဆိုးပါရဲ့ဟိုအစိမ့်ချင်းပဲတနာမယ်ဆိုတော့ကျွန်မတိတ်မကြောက်ဒီလားအစိမ့်ဘက်မှာနေရတဲ့သူတွေပေါ့เนาะတက်မလို့ဘက်မှာနေရတဲ့သူနိုင်ငံတော်ဘက်မှာနေရတဲ့သူတွေကတော့နီနီဆဲဆဲဟိုကပြပြတနာတက်တယ်ဒီလားအဲ့လိုစိတ်တက်နေရတာသူတို့မှကောင်းမွန်တဲ့အချက်ဖြစ်နေကျွန်မမြင်တွေ့ရတယ်ဒါပေမဲ့တော်လိုင်းကြီးကိုအားပေးတယ်အညူကြီးအားပေးတယ်အနီဆိုတဲ့မိဘပြည်သူတွေကတော့တော်တော်ကိုအမိုက်မောင်ဖုံးနေတာပဲရှင့်အဲ့ဒီအမိုင်းမောင်ကြီးကိုမဖယ်နိုင်ဘူးဆိုတော့မိဘပြည်သူတို့ရဲ့တန်တရာခရီးလမ်းကတော်တော်မှောင်မိုက်မယ်နဲ့တူရယ်နော် ျမမြင်နေရသီလားမြင်နေရဒါကဘေးတယ်မဟုတ်ဘူးရှင်သီလားရှစ်ဖြစ်ကိုဟောတာလည်းမဟုတ်ဘူးမိဘပြည်သူတို့လှုပ်ဆောင်ချက်အတိုင်းဖြစ်လာမဲ့အရာကိုကျမပြောပြတာသီလားကျမတို့ဗုဒ္ဓဘာသာတွေကအရာရာကိုကြုံမြင်နိုင်နေရှင်ဒါလို့ရင်ဒါဖြစ်မယ်ဆိုတာကျမတို့ကကြိုးသိတယ်အဲကြောင့်မိဘပြည်သူတွေလုံနေတာမှားနေလို့ကျမပြောပြတာဖြစ်ပါရဲ့ရှင့်ပြီးတော့လူတယောက်ပျက်စီးရပျက်စီးချောင်းကိုသိရကြားရဆိုတော့မှပျော်တတ်တဲ့စိတ်ကမြို့တမြို့ပျက်စီးရဆိုတော့ပူပြီးပျော်နေမှာပေါ့နော်အဲ့တော့မြို့တမြို့လုံးစားအကုသို့ရတာပေါ့ရှင် ဟုတ်တယ်မလားအဲ့တော့အဲ့ဒီအကုသိုလ်တွေကနေပြီးတော့ဩနေပြီးတော့မှလည်းအနီရှိရပဲငါတို့အနီရွာတွေပြက်စီးနေတာပဲဆိုရဲကုသိုလ်စိတ်လေးနည်းနည်းလေးပြောင်းလဲပြီးတော့အနီအချင်းချင်းကူညီဆောက်ရှောက်ကြဖို့အတွက်ကျွန်မဒီဒင်းလေးကနေပြီးတော့ထုတ်ပေါ်ပေးတာဖြစ်ပါရှင့်ကျွန်မစေတနာလေးကတော့မှတ်ကန်ပါတယ်ခံယူတဲ့မိဘပြည်သူများသာမှန်ကန်စွာခံယူနိုင်ပါစေလို့ကျွန်မဒီဒင်းသုံးသပ်ချက်လေးကနေပြီးတော့ပြန်ပြလိုက်ရပါတယ်ရှင်မိဘပြည်သူများရှင့်ကျွန်မဒီနေ့မဖြစ်မနေပြောရမယ့်သတင်းကတော့လာရှိုးမြို့သတင်းလေးပေါ့ရှင်တကယ်တော့မနေ့ကလေးကပြောဖို့အတွက်ကိုကြံစီထားတာပါ ဟိုတိကျတဲ့ data လေးတွေလည်းလက်ထဲမှာမစုံလင်သေးတဲ့အတွက်ကျမမတင်ဆက်ဖြစ်တာပါရှင့်ကျမတို့ကြတော့ဒါနားရှုမြို့မှာနေနေသူလည်းမဟုတ်ဘူးလေသတင်းသမားတယောက်အနေနဲ့ကြတော့လားရှုမြို့ရဲ့အခြေအနေပတ်ချလဲကိုမိဘပြည်သူများနားလည်အောင်ပြောပြခြင်းနဲ့ရှင့်ဒီတော့မှကိုစီကိုစီအဖြေထုတ်နိုင်မယ်လို့ထင်ပါရှင့်အဲ့တော့လားရှုမြို့နဲ့ပတ်သက်ပြီးတော့ online ပေါ်မှာသတင်းတွေအများကြီးရတော့မနေ့ကဆိုရင်အများကြီးတက်တယ်သတင်းပေါင်းရှာနေချီတက်တယ်ပေါ့နော်ဒါပေမဲ့လားရှုမြို့မှာတကယ်တာဝန်ရှိတဲ့ MNDAA နဲ့ မြမတက်မော်နဲ့ဘက်ကကြတော့ထုတ်ပြန်မှုတွေဘာမှမရှိဘူးရှင်။ဒီတော့ကျမတို့ကတချို့သတင်းတွေမှာအတီးပြုတ်ဖို့အတွက်ခက်ခဲပါလေ။သတင်းပေါင်းမြောင်များစွာကိုဖတ်နေရမှာမိဘပြည်သူတွေဘယ်ဟာအမှန်လဲဆိုပြီးစဉ်းစားခက်နေမလား။အဲ့လိုဖြစ်တာပေါ့နော်။ရရှိမျိုးကန်ကိုမေးလိုက်တဲ့အခါကျတော့လေသူတို့သိရဲ့ data လေးတွေအပိုင်းစာလေးဖြစ်နေရအောင်မြင်တွေ့ရပါလိမ့်မယ်။ဒါကလည်းမထူးဆန်းပါအောင်ပြည်သူဆိုတာကတော့လက်နက်ကန်အဖွဲ့စီလှုပ်ရှားမှုတွေကိုဘယ်တိကျသိပါမလဲရှင်။ပြည်သူမေးမယ်ဆိုတော့ပြည်သူသိရဲ့ data လောက်ပဲရမှာပေါ့နော်။ကျွန်တော်ကတော့အခုပတ်ပေါင်းစွာနေလေ့လာထားရတဲ့အနေနဲ့ပြီးတော့မိဘပြည်သူများကိုကျွန်တော်ပတ်ပေါင်းစွာနေတင်ပြပေးပါမယ်။ နံပါတ်1တင်ပြပေးချင်တာလေးကတော့အဲ့ဒီလာရှိုးမျိုးမှာရှိနေတဲ့ MND ရဲ့အဖွဲ့ဘက်ကအခြေအနေဒါဖြစ်ပါရှင့်။တို့အဖွဲ့ရဲ့အနေနဲ့ကတော့ဒီတို့ဖွဲ့ထားတဲ့အုပ်ချုပ်ရေးမှုယုံနေရှိရတဲ့အဲ့ဒီယုံနေဖို့တို့က21ရက်နေ့ထိပဲနောက်ဆုံးထားပြီးတော့ယုံတက်ပါအလုပ်လုပ်ပါဆိုပြီးတော့ညွှန်ကြားထားရှိတယ်လို့သိရပါရှင့်။ပြည့်အခါမှာမျိုးရဲပစ္စည်းရဲ့အားလုံးကိုလည်း MND ရဲ့တပ်သားတွေကရတော့တည်ထုတ်နေတာလည်းမြင်တွေ့ရတယ်တဲ့။ဌာနဆိုင်ရာရုံးနေမှာဆိုရင်တပုံနေမရှိတော့ဘူး။မျိုးရဲမှာ MND တပ်ဖွဲ့ဝင်တွေသွားလာတာလည်းအရန်နှဲပါနေပြီးတော့ သူတို့ဒီမျိုးကနေပြီးတော့အခြားမျိုးကိုရွှေ့ပြောင်းမယ်ဆိုတဲ့အနေထားမျိုးတွေလည်းမြင်တွေ့ရပါရဲ့ရှင့်။ဒါအပြင် လာရှုပ်ပြည်သူစည်းရုံကြီးလည်းပတ်ရပြီးတော့6နှစ်6ထောက်ပို့တက်ဝင်းတွင်မှာတက်ဆွဲထားတဲ့ MND ရဲ့အဖွဲ့တွေလည်းထွက်ခွာသွားခဲ့ပြီးဆိုပြီးတော့ကျွန်တော်တို့ကြားသိရပါရဲ့ရှင့်။အဲ့ဒီတက်သေးလို့ဆိုလဲဒီလိုပဲပစ္စည်းဝင်ရောက်ပြီးတော့ယူတဲ့သူတွေအများကြီးမြင်တွေ့ရတယ်ပေါ့နော်။နည်းနည်းတော့အလုတ်ရှုံနေသဘောတရားရှိတာပေါ့။လာရှုံမျိုးတွေအမန်တီတွေရဲ့အခြေအနေတွေကဟိုပစ္စည်းတွေယူတယ်ကားပေါ်တင်တယ်ထွက်ခွာတယ်ပြန်ဝင်လာတယ်ပြန်ယူတယ်ပြန်တည်တယ်ဆိုတဲ့ပုံစံမျိုးတွေနည်းနည်းတော့အလုတ်ရှုံကြတာပေါ့အမန်တီဘက်ကအခြေအနေက။ မြန်မာတောင်ရဘက်ကလှုပ်ရှားမှုတွေကိုကျွန်မဆက်လက်ပြီးပြောပြပေးပါမယ်မြန်မာတောင်ရဘက်ကလှုပ်ရှားမှုကကြတော့မနစ်မနက်ခဲကနေပြီးတော့မြို့ထဲကိုတက်မတော်ကကားနဲ့ဝင်လာပြီးဟိုကားတိုင်းနဲ့ဝင်လာပြီးဆိုတော့သတင်းတွေတက်လာတာပေါ့နော်ကျွန်မကလည်းအားလုံးကြည်ပီးသားဖြစ်ပါလိမ့်မယ်ဟိုကားတိုင်းတွေအများကြီးဝင်လာတယ်ဒါပေမဲ့ကားတွေမှာဘယ်သူတွေပါလဲဆိုတာကျွန်တော်မသိနိုင်ဘူးပြီးတော့ကားတွေလည်းလာရှုပ်မှုတွေဝင်လဲဆိုပြီးတော့စစ်ကားတွေပေါ့နော်ရိုက်ပြပြီး online ပေါ်တက်လာတယ်မြင်တွေ့ရရဲ့ရှင့်ဒါပေမဲ့အတီးပြုတ်မှုအတွက်ကိုအင်မတန်ခက်ခဲတဲ့အခြေအနေတစ်ခုလို့ကျွန်မသတ်မှတ်ပါတယ်။ဘာကြောင့်လဲဆိုတော့တရားဝင်ထုတ်ပြန်တာကဘာမှမရှိဘူးလေ သိရတက်ကငါတို့ဝင်ပြီနော်လို့ပြောတာလည်းမရှိဘူးဆိုတော့ကျမတို့ကဒါကိုအပြည့်အဝအတီးပြုတ်တော့အမတန်ခက်ခဲတဲ့အခြေအနေဖြစ်ပါရှင့်ဒီတော့ကျမတို့သတင်းဌာနအနေနဲ့သုံးသပ်တာကတော့လာရှုမြို့တွေကိုတက်ကပြန်ဝင်ခြင်းမဝင်ခြင်းဆိုတာထက်ကျမထင်တာတော့ဒီလာရှုမြို့တဝိုက်မှာပဲအစဉ်ပြေချုံးမှုရဲ့နေရာလောက်လေးမှာနေရာချထားခြင်းပဲရှိအောင်မယ်လို့ပဲကျမထင်ပါရှင့်ဒါကျမတို့မီဒီယာအနေနဲ့သုံးသပ်နေရပါဘောနော်မြို့တွေကိုဝင်ဖို့ထက် ပပတ်လဲမှာပဲခဏခြေနေတစ်ချက်ကြည့်မယ်ဆိုတဲ့ပုံစံမျိုးလိုပဲသတ်မှတ်လို့ရပါတယ်ရှင်ဒါကတော့ကြားချပြီးစဉ်းစားလိုက်တဲ့ခြေနေပေါ့နော်နောက်ထပ်အခြေအနေတစ်ခုကတော့ MNDAA တွေနဲ့အတူတူလွတ်လုပ်ခဲ့ကြတဲ့ဂျုံတပောက်တွေပေါ့ရှင် CDN တွေပတ်သက်တယ်သူတို့အခြေအနေ CDN တွေကြတော့အခုကိုယ်စိတ်နဲ့ကိုကိုမျိုးကိုပြန်ဆိုတဲ့သူလည်းရှိတယ်လို့မျိုးကိုကတ်နေနောက်ကိုလိုက်သွားတဲ့သူလည်းရှိရလို့သိရပါတယ်ရှင်ဒါပြင်ဟိုဒီရက်ကွက်ငါးနဲ့ကိုးမှဆိုရင်ပတ်သက်တွေကပြည်သူရောင်ဆောင်ပြီးတော့အများကြီးနေထိုင်နေသေးတယ်လို့သိရပါတယ်ရှင် ပြီးတော့ဗဒတ်တွေကတော့မြို့ထဲမှာမြို့ထဲကမထွက်သေးပဲနဲ့ရရင်ရတဲ့တော့နေနေပြီးတော့အခြေအနေစောင့်ကြည့်အောင်မဲ့သဘောတရားမှာရှိပါတယ်ဒီတော့ဒီကောင်တွေညိုထဲမှာရှိနေရဲဆိုမှတော့ချောင်းပြစ်တာတွေဘုံထောင်တဲ့ကိစ္စရဲ့တွေဖြစ်လာနိုင်တဲ့အတွက်မြို့သူမြို့သားတွေနဲ့တက်မတော်သားတွေဒိတ်ထားဖို့အတွက်လည်းထူလို့ရပါတယ်ရှင့်ဒီတော့လာရှုမြို့ရဲ့အခြေအနေလေးကတော့ရှင့်သူ့အင်အားစုနဲ့သူလုပ်ပြီးရှုံနေကြတာပေါ့နော်ဒါပေမဲ့လာရှုမြို့မှာအခုဖုန်းလိုင်းတွေလည်းတိတ်စင်မပြေအင်တာနက်လိုင်းတွေလည်းဘာကြောင့်မှမသိဘူးအစ်မပြေပဲနဲ့ထင့်မော့နေရဆိုပြီးသိရပါတယ်ရှင့်ဒါပြင်မြို့ပတ်ပတ်လည်းမှာတဘုံတွေကနေရာယူထားတဲ့ပုံစံဖြစ်တဲ့အတွက် မြို့ရဲ့ပုံစံတော့နည်းနည်းတမျိုးတမျိုးတော့ဖြစ်နေတာပေါ့နော်ဟိုတရားဥပဒေစိုးမိုးရေးကိုလက်ရှိမှာလာရှုပ်မြို့မှာပြန်လုပ်မယ်ဆိုတော့တော်တော်စူးစမ်းရမယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့လူတက်မှုတွေမရေမှုတွေလက်တယ်မပေါ်တဲ့အမှုပေါင်းမြောင်များစွာလာရှုပ်မြို့ထဲမှာဖြစ်ပေါ်ခဲ့တယ်ရှင်။အဲ့ဒီ MND ရအုပ်ချုပ်ခဲ့တဲ့ကာလအတွင်းမှာပေါ့နော်။အဲ့ဒီကာလအတွင်းမှာလုပ်ခဲ့တဲ့တရားခဏတွေကလည်းမြို့ထဲမှာလက်ရှိကိုတချို့ရှိနေတော့မယ်ဆိုတော့မြမတက်မော်နဲ့တရားဥပဒေစိုးမိုးရေးအပိုင်းကတော့တော်တော်ကိုခက်ခက်ပြန်လဲကြိုက်တွေ့ရမယ်လို့ထင်ပါတယ်ရှင်။ပြီးတော့လာရှုပ်မြို့ခြေနေလေးကတော့အဲ့လိုမျိုးရှိနေတဲ့အခါမှာကျမတို့အကြံပြုချက်လေးကိုဆက်လက်ပြီးတော့တင်ဆက်ချင်ပါတယ်ရှင်။ အကြံပြုချက်အနေနဲ့ကတော့ပထမဆုံးအကြံပြုချင်တာစစ်ပေးဆောင်နဲ့ပြည်သူတွေပါရှင်စစ်ပေးဆောင်ပြည်သူတွေအတွက်ကိုပြန်လာလို့ရပြီလားဆိုရင်ကျမအနေနဲ့ကတော့မပြန်စီချင်သေးဘူးရှင်စိတ်ထဲမှာလေအခြေအနေကအလောက်ထိကောင်းသေးတာမဟုတ်ဘူးလို့ကျမခံစားမိနေရပါတော့မြို့ရဲ့အခြေအနေတက်မတော်ဝင်သွားတဲ့ပုံစံဝင်သွားဆိုဝင်သွားလားဝင်သွားလားတော့ကျမတို့အတိအကျမသိနိုင်သေးဘူးပေါ့နော်အဲ့တော့တက်မတော်ဝင်မဲ့ပုံစံမှာဘလို့ဝင်မှာလဲပေါ့အဲ့ဒါကြီးလည်းမသိရသေးတဲ့အတွက်အခုချိန်မှာမြို့ကိုမပြန်ပါနဲ့အောင်လို့ပဲကျမတိုက်တွန်းချင်ပါတယ်ရှင့် နောက်ထပ်တစ်ခုနေရတော့တက်မတော်ကိုကျွန်မအကြံပြုချက်အနေနဲ့သတိပေးချက်ကျင်တာလေးပေါ့နော်ကျွန်မသိထားတဲ့ data လေးနဲ့စုပေါင်းပြီးသတိပေးချက်တာကတော့ဓာတ်ရှုမြို့ရဲ့ပုံစံကမြို့ထဲမှာကတော့ဒီကောင်တွေစုပ်ခွာသွားပြီဆိုပေမဲ့မြို့ပတ်ပတ်လည်မှာဒီကောင်တွေရှိနေသေးတဲ့အတွက်ရှင်းနေရချက်လို့ဖြစ်မှာတော့စိုးရင်လည်းပေါ့နော်ဒါကျွန်မတို့ကမီဒီယာအနေနဲ့စိုးရင်တာပါရှင်စစ်သားတယောက်အနေနဲ့ကတော့စစ်ရေးအမြင်ပြီးတော့တက်မတော်နဲ့သဘုံနေတဲ့ဘာတွေညှိနှိုင်းထားလဲဆိုတော့မူတည်ပြီးတော့ထပ်ပြီးအဖြစ်ထုတ်မဲ့ကိစ္စတသက်ရှိမယ်လို့ထင်တယ်ဒါကျွန်မတို့စိုးရင်တာကတော့စိုးရင်တာပေါ့နော်အဲ့လိုမျိုးဖြစ်မှာတော့စိုးရင်ပါရှင် ီတော့လာရှုပ်မျိုးကိုတာဝန်ကျတဲ့တက်မတော်သားဘသူမစိုးတော်တော်ကိုလုံခြုံရေးကိစ္စမှာကြိုးကြိုးဆဆနဲ့ဆွမ်းဆွမ်းတမန်ဆောင်ရွက်တင်တယ်လို့ထင်ပါတယ်ရှင်။တတိကိုလုံးဝမလွတ်ပဲနဲ့လှုပ်ဆောင်တင်တယ်လို့ထင်ပါတယ်ရှင်။ဒါပြင်တက်မတော်သားတွေအနေနဲ့နေနေနဲ့သက်ဆိုင်တဲ့ data အချက်လက်တွေကိုမမကန်ကန်သိရှိမယ်ဆိုရင်တော့ကင်တော်ရတာဘူးလွယ်ကူမယ်လို့ထင်ပါတယ်ရှင်။အဓိက data ပဲပေါ့နော်။ဘယ်နာပါရှိပါရှိရဲ့ဆိုပြီးတေချာသိနေမယ်ဆိုတော့ဒီမျိုးကကင်တော်ရလွယ်ပါတယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဘသူရုံကမမသိဘသူကလည်းဘာမှမသိပေါ့နော်။ဒါအပြင်ကိုမျိုးထဲမှာဆိုရင်တချို့ ်တပည့်အေဂျင့်တွေရှိရဲ့ရှင်နှစ်ဖက်ခွာစားတဲ့သူတွေပေါ့နော်ကိုဘက်တရင်အောင်လဲဒီဘက်ရောင်းလဲဒီဘက်တရင်အောင်လဲကိုဘက်ရောင်းလဲဂျားတွေကအကျိုးမြတ်ရှိပြီးတပည့်အေဂျင့်တွေရှိနိုင်ပါရဲ့ရှင်ဒါလေးတော့တက်မလို့နေတဲ့သတိပြုဖို့အတွက်ကိုကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်နောက်ဆုံးတိုက်တွန်းတင်ပြချင်တာလေးကတော့နိုင်ငံတော်အစိုးရစီတို့သာဖြစ်ပါရဲ့ရှင်လာရှုပ်မြို့ကအခုဆိုရင်တော်တော်စိတ်ဝင်စားနေကြတဲ့အနေအထားတစ်ခုရှိရပေါ့နော်။ဒီတော့အတိတ်ကလာရှုပ်မြို့မှာနေထိုင်နေမိဘပြည်သူတွေစစ်ပေးရှောင်နေရတယ်။သူတို့ဒီမြို့ကိုပြန်လာခြင်းနဲ့ ဒါပေမဲ့ဘယ်သူမှမအာမခံချက်မပေးဘူးသူတို့ MND ကလည်းပြန်လာပါလို့ပြောတာတော့အရင်ကတည်းကဒါပေမဲ့ပြန်သွားပြီးရဲ့နောက်မှာအသက်အာမခံချက်မရှိရတဲ့သူတို့မပြန်ရဲဘူးသူတို့မျော်လင့်နေတာကနိုင်ငံတော်အစိုးရနေပြီးတော့မိဘပြည်သူတွေအားလုံးလားရှုံမြို့ကိုအနေနဲ့ကင်းစွာပြန်လည်နေထိုင်နိုင်ပါပြီဆိုတော့နိုင်ငံတော်အဆင့်ထုတ်ပြန်ချက်ကိုကြားကြင်နေရရှင့်ဒီလိုကြားမှပဲသူတို့ပြန်နိုင်မှာဒီတော့နိုင်ငံတော်အစိုးရကပြည်သူတွေကိုအနေနဲ့ကင်းတဲ့အနေထားရောက်ပြီး အားလုံးကိုပိုင်နိုင်ပြီဆိုပြီးပြန်စီခြင်းနဲ့ဆိုတော့နိုင်ငံတော်အဆင့်စာလေးရထုတ်ပြန်ပြီးတော့ဒါပြန်လဲဖိတ်ခေါ်ဖို့အတွက်ပြောချင်ပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့အရက်စကားတွေနဲ့ပြန်လို့ရနုံလို့ပြန်လို့ရနုံလို့ပြန်သွားကြမယ်ဆိုရင်တိကျမှုတွေဖြစ်လာရင်နိုင်ငံတော်မလက်တောင်မကဲပါဘူးရှင့်။ဒါလေးတော့ကျွန်မနိုင်ငံတော်အစိုးရစီကိုကျွန်မတိုက်တွန်းပြီးတော့တင်ပြချင်တာပါရှင့်။နောက်ဆုံးပြောချင်တာလေးကတော့အခုလာရှုမြို့ကိုပြန်သွားတဲ့အချိန်မှာတက်မတော်နဲ့နာဆကအစိုးရနဲ့ပေါ့နော် MNDAA နဲ့ဘာတွေများခင်နိုင်ခဲ့ကြလဲဆိုတာလေးကိုကျွန်တော်တို့သိခွင့်များရှိပါသလားရှင့်။ သိကြသိတော့သိကြတာပေါ့နော်ဒါမှလည်းပြောပြမှမသိဘူးဆိုလည်းမပြောပါနဲ့ရပါတယ်ကျမတို့ကဟိုဘယ်လိုပြောရမလဲရှင်ကျမအမြဲတမ်းပြောသလိုပေါ့နော်အမှန်တရားအားလုံးကိုတော့ပြောလို့မရအောင်လေဟုတ်တယ်မလားအမှန်နဲ့သဘောပေါက်တယ်အဲ့ဒီအပိုင်းတော့ဒါမဲ့ပြောပြတဲ့အရာအားလုံးကတော့အမှန်တရားဖြစ်မှရမယ်လေမိဘပြည်သူတွေကိုပြောပြမဲ့စကားအားလုံးအမှန်တိုင်းလေးပဲထုတ်ပြန်ပေးစေချင်ပါတယ်ရှင်ဒီလိုမှကျမတို့ကလည်းစဉ်းစားချင့်ချိန်ရမှာပေါ့နော်ဟိုဒီလိုမျိုးအခုဒီလားရှိုးဖြစ်စင်မှာဆိုရင်နစ်နာခဲ့ရတာမြန်မာတက်မျော်လဲပါတယ်ပြည်သူတွေလဲပါတယ်ရှင့် ပြည်သူရဲ့အတွက်ဆုံးရှုံးနေတာမှုတွေကိုဘသူကရောကြီးပေးမှာလဲဒီစစ်ပွဲကြီးကိုလုံဆောင်ခဲ့တဲ့ဘသူကလုပ်ပေးမှာလဲတည်သွားတဲ့ပြည်သူတွေအများကြီးရှင်အဲ့ဒီမှာမတရားတတ်ခံတဲ့ပြည်သူတွေအများကြီးပဲရှင်ငါရှိုးမှာလေဒီလားတက်မတော်သားတွေလည်းမတရားသိဆုံးခဲ့ရတဲ့ပြည်အများကြီးပဲရှင်တက်မိသားစုတွေလည်းပါတယ် MNDAA တွေဘာတွေလုပ်ခဲ့လဲဆိုတာကိုကျမတို့အားလုံးသိထားရဲ့ရှင်ဒီတော့ဒီကောင်တွေဒီတိုင်းဖြုတ်ပေးလိုက်မလို့လားသူတို့နဲ့ညှိနှိုင်းထားတဲ့ကိစ္စမှာသူတို့ကိုအပြစ်ယူရမယ့်ကိစ္စမပါအောင်လားရှင်တကယ်ဆိုရင်ဒီစစ်စင်ရေးကိုလုတ်ခဲတဲ့သူကအပြစ်ဝတောင်းဝခံတဲ့နာပါ လာရှုပ်မြို့ကိုပြန်ပေးရဆိုကြဲကတော့စီရေးအရာနိုင်ငံရေးရာညှိနှိုင်းပြီလို့ပဲလေအဲ့လိုမျိုးလွယ်လွယ်ကိုညှိနှိုင်းလို့ရကြည်ဆိုရင်ကျမတို့ပြည်သူတွေရဲ့နှစ်နာမှုတွေကိုကျမတို့ပြည်သူတွေကြားခဲ့ရတဲ့မြေကြီးကိုဘယ်သူတုတ်ပေးမှာလဲရှင်လာရှုပ်မြို့ကြီးတိုင်းတော့မတရားမှုခံစားလိုက်ရတာကတက်မတော်သားတွေရောတက်မိသားစုတွေရောပြည်သူတွေရောရှင်တက်မတော်သားတွေကထားပါတော့စစ်သားမလို့ကျမတို့ဘေးထယ်လိုက်နေထားပါတော့တက်မိသားစုတွေစစ်ပွဲနဲ့မသက်ဆိုင်ဘူးလေပြည်သူတွေစစ်ပွဲနဲ့မသက်ဆိုင်ဘူးလေအဲ့ဒီလူတွေ နစ်နာခဲ့ရတဲ့မတရားမှုတွေမတရားတပ်ဖြတ်ခံရတဲ့ကိစ္စတွေနှိပ်စက်နိုင်ကျင့်မှုတွေစိုးဝါးရက်ဆက်လို့နဲ့စစ်ရာဆွဲမှုတွေကို MND ရကျူးလွန်ခဲ့တာရှင့်ဒီတော့ဒီရာတွေကိုဒီမတရားမှုတွေကိုဘသူကတရားမျှတမှုဆောင်ယူပေးမှာလဲဆိုတာလေးကိုကျွန်မနားရှို့မြို့မှာဒုက္ခရောက်ခဲ့ရတဲ့မိဘပြည်သူများအားလုံးကိုစားနိုင်ငံတော်ကိုမေးခွန်းထုတ်လိုက်ပြစေရှင့်ကျွန်မတို့နားရှို့မြို့ကမိဘပြည်သူတွေရဲ့ခံစားခဲ့ရတဲ့ကြားခဲ့ရတဲ့သွေးတွေမျက်ရည်တွေအတွက်ကိုတရားမျှတမှုတွေဆောင်ယူပေးနိုင်ပါစေလို့လည်းကျွန်မ ကြားတဲ့အနေနဲ့တော့ဆန္ဒပြုတ်အပ်ပါရရှင်။အားရှုံမျိုးနဲ့ပတ်သက်ပြီးတော့ကျွန်မသိရှိတဲ့သတင်းလေးကတော့ဒီလောက်ပါပဲရှင်။ရှစ်ဆက်နေ့ဒီမှာကျွန်မထပ်မံသိရတာရှိရဲဆိုတော့မိဘပြည်သူများကိုကျွန်မအသေးစိတ်လေးပြန်လဲပြီးတော့တင်ပြပြောပြပေးပါမယ်ရှင်။လာရှုပ်မြို့လေးကံကောင်းပါစေလာရှုပ်မြို့နေပြည်သူများအားလုံးအေးချမ်းသာရပါစေလို့လည်းကျမတို့ Prime Media နေပြီးတော့ဆုတောင်းပေးကြပါရှင်မိဘပြည်သူများရှင်ကျမခုပြောချင်တာလေးကတော့သတင်းဆိုတာထက်နိုင်ငံလေးလာတုံးသက်ချက်လေးပေါ့နော်နာဆကအစိုးရနဲ့အညူကြီးရဲ့ကွာခြားချက်လေးပါရှင်မနေ့ကဆိုသတင်းလေးတစ်ခုတက်လာပါတယ် ဒီမလေးရှားဝန်ကြီးချုပ်ဖြစ်သူအန်ဝါအစ်ဘရာဟင်ကနေပြီးတော့အန်ယူဂျီနဲ့တွေ့ဆုံခဲ့တယ်လေအွန်လိုင်းမှာတွေ့တာပေါ့ရှင်တွေ့တဲ့အခါကျတော့အန်ယူဂျီကနေပြီးတော့ဥမန်းဝင်းခိုင်တန်းလာသူသွားတွေ့ရပေါ့နော်အွန်လိုင်းကနေတွေ့ရပေါ့ရှင်တွေ့ရသူ့နောက်မှာတစ်တော့ရိုက်တဲ့အခါတုံးနဲ့မီးဝိုင်းရပါလာအဲ့မှာဝေဖန်မှုတွေပေါ့နော်ပြီးတော့ကျမအနေနဲ့ပြောရမယ်ဆိုတော့မဝေဖန်ချင်တော့ပါရှင်အဲ့လူတွေကဘယ်နာဘယ်လိုဝေဖန်မှန်းကျမမသိတော့ဘူးနိုင်ငံတော်အစ်စ်တွေ့ဆုံမှုလေသူများကကိုယ်အခွင့်အရေးပေးတဲ့အချိန်မှာကိုယ့်ရဲ့ ပုံစံအနေထားကိုလောကစမတ်တကျဖြစ်အောင်ပြင်ဆင်ပြီးမှတွေ့တင်တယ်မဟုတ်ဘူးလားရှင်အဲ့လောက်အသိဉာဏ်လေးတော့ရှိတင်တယ်မဟုတ်ဘူးလားဒါလောက်လေးပဲပြောချင်တယ်ဗောနော်အများကြီးမပြောတော့ပြောရင်နှိမ်နေဖြစ်မှာဆိုလို့ဒီတော့ဒီလိုအုံနောက်ပိုင်ရှင်တွေကနိုင်ငံတော်အုပ်ချုပ်ချင်တယ်ဆိုတော့စိတ်တက်ကြီးကတော့နည်းနည်းရှင်လို့ပြောရမယ်အနူလက်နဲ့ရွှေခွက်ကန်ရဲလို့ပဲပြောရမလားအမဲရိုးနဲ့ဟင်းအိုးမှအာမနာလို့ပဲပြောရမလားမြန်မာစကားတွေရတယ်နော်မြန်မာစကားတွေအရင်နှိမ်တာနော်ဒီလားစကားပုံကအရင်နှိမ်တဲ့စကားပုံတွေရှိရနော်ကျမအကုန်တန်းစီသုံးလိုက်လို့ရှင်ကျမအနည်းကြီးဘက်ကလေးဆွဲမှာဆိုတော့ဒီလောက်ပဲပြောတော့မယ်ရှင်ဒီလား ်เนาะနိုင်ငံတော်အဆင့်ဒူနဲ့တွေ့ရတဲ့အချိန်မှာကိုနောက်ကတက်တော်မှာသုံးတဲ့မီးဝိုင်းလေးကိုဖယ်ရမယ်ကိုနောက်ကမြင်ကွင်းလေးကိုရှင်းရှင်းလင်းလင်းလေးထားရမယ်ဆိုတော့လောက်တော့မသိတဲ့သူတွေကနိုင်ငံတော်အာဏာလိုချင်တယ်ဆိုတော့ကအနုလက်နဲ့ရှုခွက်ကင်တာပေါ့ရှင်အမဲရုံနဲ့ဟိုးမအာမနာပေါ့ရှင်မဟုတ်ဘူးလားနော်အဲ့အနေထားပဲလေဒီတော့ဒီလိုလူတွေယုံကြည်နေတဲ့သူတွေလည်းအေးပေါ့လေအဆင့်တူပေါ့နော်အဆင့်တူအဆင့်တူပေါ့ရှင်အဲ့တော့ဟိုတို့တော့တို့တော့အဆင့်ပြေးကြတာပုံပါပဲရှင်အဲ့တော့ကျွန်မပြောချင်တာကတော့ဒီဝန်ကြီးချုပ်ပေါ့နော်ဒီမန်လေးရှားဝန်ကြီးချုပ်ဟာဆိုရင် အငွှိချီကိုတွေ့တယ်ပေါ့ရှင်ကျမတို့နိုင်ငံတော်မှာတရားဝင်အစိုးရနဲ့ဒန်းလူရှင်ပြီးတော့တွေ့ရဲဆိုတော့သူ့ဆရာဘာတွေမျောလင့်ထားလို့လဲကျမမေးချင်တာလေအဲဝန်ကြီးချုပ်ကျမစကားပြောခွင့်ရကျမမေးချင်တယ်သူ့ဆရာဘာတွေမျောလင့်ထားလို့လဲရှင်ကျမနိုင်ငံမှာဖြစ်နေတဲ့ကိစ္စကနာဆာကအောက်မှာဆိုမြို့တက်မလို့ရှိရတာအကြမ်းကြီးပြောပြရအောင်နာဆာကအောက်မှာမြို့တက်မလို့တရားဝင်တက်မလို့ရှိရအငွှိချီအောက်မှာ BTS ရှိရโอเคမြို့တက်မလို့ဒီထိတ်ကနေပြီးတော့အမဲတစ်ခုပေးလိုက်ရဲဆိုအောက်ထီကိုပြေဝါစီစဉ်နေရှင်သိလားမြို့တက်မလို့ကဟေး တက်မလို့သားအားလုံးတိုက်ပွဲဒီနေ့ရက်ဆိုဒီနေ့ရက်ရက်တိုင်းနဲ့ဩဇာအာဏာသူ့မှာရှိရရှင်ရက်တိုင်းနဲ့အနေထားသူ့မှာရှိအန်ယူဂျီအဲ့လိုရှိလားရှင်အန်ယူဂျီကိုသွားပြီးတော့ဆွေးနွေးရအောင်မြန်မာနိုင်ငံမှာရှိတဲ့ပြည်ပခိုင်နဲ့ပတ်သက်ပြီးသူကအန်ယူဂျီကိုအဖက်လုပ်ပြီးတော့ထည့်သွင်းဆွေးနွေးတာပါရှင်โอเคအန်ယူဂျီနဲ့ဆွေးနွေးလို့အဆင်ပြေပါပြီတဲ့အန်ယူဂျီကပီတက်တွေအားလုံးပြောမယ်ပီတက်တွေအားလုံးစစ်ပွဲရက်လိုက်ဆိုရင်ပီတက်တွေရက်မယ်လို့ထင်လားရှင်ပြောပါအောင်နောက်ဆုံးပေါ်တော့စကားကုန်ကုန်ပြောမယ်ရှင်အန်ယူဂျီကပေါ်တော့နောက်ဆုံးနောက်ဆုံးတော့ဖြစ်တော့မဖြစ်နိုင်ပါဘူးနောက်ဆုံးအနေနဲ့ကျွန်မပြောပြတာ မြန်မာနိုင်ငံမှာအခုလုံးမဲ့ရွေးကောက်ပွဲမှာအန်ယူဂျီအားပါဝင်ပါမယ်ဆိုရင်တော့မှပီတက်တွေလက်နက်မချအောင်ရှင့်ပီတက်တွေလက်နက်ကင်လမ်းစုံမစွန့်တော့ဘူးရှင့်သိလားအဲ့ကျွန်မပြောလက်ခံလားရှင့်လက်မခံလဲရတယ်မယုံစောင့်ကြည့်လိုက်ပီတက်တရအန်ယူဂျီကိုအဖက်လက်မလို့စိတ်လက်မုံဆောင်ခေးယူလည်းမဆိုင်ဘာကြောင့်လဲဆိုတော့သူတို့နဲ့အန်ယူဂျီနဲ့ပီတက်ကလမ်းခွဲသွားတဲ့လင်မယားလိုပဲရှင်ဘယ်တော့မှပြန်မဆုံတော့ဘူးသိလားဘာကြောင့်လမ်းခွဲရလဲဆိုတော့လင်ရမယားရဆိုပြီးပေါင်းတဲ့ကာလမှာအန်ယူဂျီဆိုတဲ့လင်ယောက်ျားကပီတက်ဆိုတဲ့မယားအောင်ဘာမှမထောက်ပံ့လို့ရှင့် သူပဲရှာပြီးသူပဲခိုးစားပြီးသူ့မိသားစုပဲပေါ့နော်အဲ့လိုပေါ့နော်သုံးဆဲနေရတဲ့အတွက် PTS ကအညွှန်းချီကိုညှို့ညံသွားပြီဒါကြောင့် तू ကွာရှင်းလိုက်ပြီရှင်သူတို့ပြန်စုံညာအကြောင်းမရှိတော့ဘူးဒီတော့သက်ဆိုင်မှုမရှိတဲ့နေများနေအောင်မရအောင်ထိန်းချင်လို့ဒီမရနဲ့မသက်ဆိုင်တဲ့ယောက်ျားနဲ့သွားပတ်သက်တယ်လို့ဖြစ်မနေကြလားရှင်တကယ်က PTS ကိုထိန်းနေတာမြမတက်မှာပဲရှိရဲ့မြမတက်မှာကိုကူညီလိုက် PTS ချက်ချင်းဝတ်ကြတော့မှ PTS ချက်ချင်းမျိုးတုံးသွားမှာရှင်အညွှန်းချီမနိုင်ဘူး PTS ကိုသိလားမနိုင်ဘူးရှင်ဇလန်းအဲ့လိုဖြစ်နေပြီ ဒါလေးတော့ဒီဝင်းကြီးကျုံနားလည်ဖို့လိုပါရဲ့ရှင်။เนาะ။အဲ့တော့သူတို့ဘလို့ပဲအဖက်လောက်ပြီးစကားတော့ပြောပြောအညူချီတော့ကအာနာရယူဖို့ကလွယ်လို့ရှင်။သူ့ဆက်သူမနိုင်တော့ဘူးရှင်။ဒါလေးကိုနားလည်ဖို့လိုပါရဲ့เนาะ။ကျွန်မတို့လည်းခါချက်တိလောက်မဲ့ထင်လို့မပြောပဲနေတာသူတို့ကမသိဘူးတော့မသိရယ်ကျွန်မပြောပြရတာပါရှင်เนาะ။ကျွန်မတို့အနေနဲ့ကတော့သူများနိုင်ငံကခေါင်းဆောင်နေပါတယ်ဆိုတာ respect ရှိပါတယ်လေးစားမှုရှိပါတယ်ဒီလိုမျိုးငြိမ်းချမ်းမှုအတွက်ကိုခေါ်ယူဆွေးနွေးရဲ့ကိစ္စရဲ့တွေကိုကျွန်တော်တို့လက်ကမ်းကြိုးဆိုပါရှင့်ဒါပေမဲ့ဟိုရှားလက်ထွက်တဲ့အလုပ်ကိုပဲလုပ်လေ ဲ့ဒီအန်ယူဂျီကိုသွားဆွေးနွေးတော့အန်ယူဂျီကဘာလို့ပေးနေမှာမလို့လဲအဲ့လိုပဲမရတော့ဘူးသိလားကျမသာဆိုချိန်ကုန်ခံပြီးသွားပြီးစကားပြောမနေသိခါကြလို့ဘာကြောင့်လဲဆိုတော့ကိုလှုပ်လိုက်တဲ့အရာကိုပြောတဲ့စကားသူဖော်ဆောင်နိုင်မှမဟုတ်တာစီးပွားရေးသမားလို့တွေးရတယ်စီးပွားရေးသမားတွေကသူတို့ကအကျိုးမရှိရသူဆိုဘရောမှအချိန်မပေးဘူးစိတ်လဲမဝင်စားခွင့်လည်းမစားဘူးဘာကောင်ကြီးပဲဖြစ်နေနေသူတို့အကျိုးစီးပွားနံပါတ်တက်ပဲဒီတော့ကျမတို့ကလည်း နိုင်ငံအကျိုးစီးပွားကြည့်မယ်ဆိုနိုင်ငံအကျိုးစီးပွားလုပ်နိုင်တဲ့သူတွေပဲအဆက်ဆံလုပ်ပါရှင့်အဖက်လုပ်ပါရှင့်အဲ့လိုတော့တိုက်တွန်းခြင်းတယ်အဲ့လိုမှမဟုတ်ဆိုတော့အချိန်ပုတ်တာပါရှင့်ဒါပါပဲအချိန်ပုတ်တာမရှိမဲ့တိတ်ခါကြရပဲရှိမယ်အကြက်မသမားတွေနဲ့စကားပြောတဲ့သူဖြစ်နေတဲ့သမိုင်းတွင်တာပဲရှိမယ်ရှင့်ဘာမှတော့ထူးခြားလာမှာမဟုတ်ပါအောင်နော်ဒါလေးတော့ကျွန်မတို့ပြပြချင်ပါတယ်ဒီတော့ကျွန်မတို့ကသတင်းလေးပြောရင်းနဲ့ချို့ဟာလေးတွေမှာနည်းနည်းအပိုလေးတွေထည့်ပြောရဲဆိုတာကလေမိဘပြည်သူများ တချို့ဟာလေးဒီမှာထိတ်ဆက်စဉ်းစားလို့ရအောင်ပြောပြတာပါစကားများရလို့မထင်ပါနဲ့နော်အဲ့ဒါလို့ကျွန်မပြောချင်ပါတယ်ရှင်ကျွန်မတို့သတင်းတင်ဆက်မှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မြို့ပပြည်သူများအားလုံးစိတ်ချမ်းသာကိုကြားမှာကြပါစေနေ့စဉ်နေ့တိုင်းပေါ့နော်ကောင်းကျိုးလိုရင်ဆန္ဒများပြေဝါကြပါစေလို့ကျွန်မတို့ Prime Media အဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်